မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညချမ်းမှုဦးစီးဌာနမှာ2025ခုနှစ် AB လာ14ရက်နေ့ည9:00အချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးပူဇင်းအခြေအနေများကတော့နေပြည်တော်မှာ 36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်ရှန်ကုန်မြို့မှာ33ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရင်ဟိုက်နဲ့မန်လေးမြို့မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလေဝသကြီးမှာဖဲ့ဝင်ရရှိတဲ့ပုံအရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတည်ရင်ငယ်မှာတည်ရင်တည်ရင်ဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ ချင်းပြည်နယ်စကိုင်းတိုင်းဒေသကြီးအပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ တနင်္လာနေ့တိုင်းဒေသကြီးတို့မှာမိုးတိမ်တာများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေ့လျားရာနေရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ထုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်စံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာတည်ရင်တင်ကြမှာတိတ်ထူထန်နေတာကိုတွေ့ရပါဗျ။ မြမပင်လေပြင်မာလှရဲ့နေ့ငယ်မှာလှရဲ့တင်တင်ရှိပါမယ်လှရဲ့မြင်မာမြမကယ်ရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်တို့မှာ၄ပေမှာ9ပေခန့်ရှိနိုင်ပါတယ်မနှက်ပြတ်မတဲ့ချိန်ဒီခမန်းစံများအနေနဲ့ကတော့ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြရှမ်းပြည်နယ်အရှေ့ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်အေရဝတီဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ် ရှမ်းပြည်နယ်မြောက်ပိုင်းမကွေးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကျကျနဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့အနီးတဝိုင်း၊နက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယပ် 69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတဝိုင်းမနက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာလဲ။နေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မလေးမျိုးနဲ့အနီတဝိုင်မနှက်ပြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေရာအတွက်ခံမှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရိုင်တိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာဆိတ်ဆိတ်မုထစ်ချုံရွာပါမယ်အချိန်ခါမှမိုးရနိုင်မြေတတိပိကျက် ဒီကနေ့မြန်မာစံတော်ချိန်18:30နာရီအချိန်တိုင်းတော်ချက်များအရာအနောက်ဘက်မှာရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှင်ချောင်း၎င်းအရှေ့ဘက်မှာရွေလျားလာတဲ့လေဝေလိုင်းများရဲ့အရှင်ချောင်း၎င်းအပူပြန်တက်တိမ်များဖြစ်ထုံမှုအကောင်းချင်းချောင်း၎င်းဒီကနေ့ညမှာ15ရက်လေလာ2025ရဲ့နေ့အတွင်းစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာ200ကျွက်ကြားနဲ့ နေပြည်တော်ရှမ်းကုန်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရစိတ်စိတ်မှာနေရအနှံ့ပြမုတ်ထုံရပြီး၁၆ရက်၄လ၂၀၂၅ရက်နေ့မှာ 18ရက်လေလ2025ရက်နေ့အတွင်းရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့အေရယတိုင်းဒေသကြီးတို့မှာ နေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံ့ပြားမွတ်ချုံရွာကအချို့ဒေသများမှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့် အချိန်ကာမဟုတ်မိုးရခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စီလက်ခြင်းမိုးသွေးကျွေခြင်းနဲ့မြေပြိုခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတရင်များပဲဖြစ်ပါတယ်။ကိုစိတ်နှပြအစမ်းမှချမ်းသာကြပါစေရှင်။